နေဟမိမှတ်စာအခန်းကြီး6အငယ်1မှ19ထိုအခါမြို့တကားတို့ကိုမထူထောင်သေးတော်လေမြို့ရိုးတည်၍လုံချောင်းကိုတပါလက်တော်ပြီးအာရက်လူဂေရှင်မှဆ၍ကျွင်းသောရန်သူတို့သည်တည်တင်းကြသောအခါတပါလက်နှင့်ဂေရှင်တို့ကလာပါအောနောချိုင်တွင်ကေပီရင်ရွာမှာတွေ့ကြကုန်အန်ဟုမကောင်းသောအကြံရှိ၍ငါ့ကိုမှားလိုက်ကြ၏ ငါကလည်းငါဒီကြီးသော အမှုကိုဆောင်ရွက်ရသောကြောင့်မစင်းမလာနိုင် ထိုအမှုကိုမဆောင်ရွက်ဘဲတင်းတို့ရှိရာသို့ဆင်းသွား၍အဘယ်ကြောင့်အမှုပြက်ရမည်နည်းဟု တမန်တို့ကိုဆေလွ့၍ပြန်ပြော၏ထိုသူလေးချိန်တိုင်အောင်မှားလိုက်၍ငါသည်လည်းရခင်ကဲ့သို့ပြန်ပြော၏ နောက်ပစ္စမအခြေ၌တပါလက်သည်ယခင်ကဲ့သို့မိမိကျွန်ကိုစေလွတ်၍ကျွန်တွင်တစိတ်မခတ်သောစာပါ၏စာချက်ဟုမူကားတင်းနှင့်ယူဒလူတို့သည်ပုံကံမီအကျံရှိသည်ဟုလူအမျိုးမျိုးပြောဆိုကြ၏ဂေရှင်လဲတတ်သေးခန့်၏သူစကားနှင့်အညီတင်သည်ယူဒရှင်ဘုရင်ဖြစ်လိုသောကမြို့ယိုးကိုတည်၏ ယုဒပြည်၌ရှင်ဘုရင်ရှိသည်ဟုတင့်ကိုရည်ဆောင်၍ယေရုရှလင်မြို့၌ဟောပြောရသော ပရောဖက်တို့ကိုတင်ခန့်ထားပြီးထိုစကားအတိုင်းရှင်ဘုရင်အားကြားလျှောက်ရမည်တို့ဖြစ်၍လာပါတိုင်ပင်ကြကုန်အံ့ဟု စာ၌ပါတည်း ငါကလည်းသင်ပြောသောစကားတခုမှမမှန်ကိုစိတ်ထဲမှာအချီးနီးထင်တတ်သည်ကြီးဟုဆေလွ့၍ပြန်ပြော၏အเจ้าမူကားသူတို့ကထိုအလုတ်ကိုလက်ဆမတတ်နိုင်အောင်သူတို့သည်အားလျော်ကြလိမ့်မည်ဟုဆိုလျက်ငါတို့ကိုချင်းချောက်ကြ၏တို့ရာတွင် ထိုစကားကြောင့်ငါတာ၍အားရှိ၏ထိုအခါမဟေတဘေလတာဖြစ်သောဒီလာယဤတာရှိမာယသည် ပုံးဆောင်လျက်နေသောအိမ်သို့ငါသွားလေသူကပြားသခင်ဤအိမ်တော်အတွင်းခန်းထဲမှာငါတို့သည်စုဝေး၍ဗိမာန်တော်တကားတို့ကိုပိတ်ထားကြကုန်အံကိုရောကိုတတ်အံသောငါလာကြလိမ့်မည်ယနေ့ည၌ပင် လာကြလိမ့်မည်ဟုဆို၏ ငါကလည်းငါကဲ့သို့သောသူသည်ပြေးရမည်လောငါနှင့်တူသောသူသည်အသက်ချမ်းသာခြင်းငါဘိမှန်တော်သည်သို့ဝင်ရမည်လောငါမဝင်ဟုပြန်ပြော၏ထိုသူကိုဖျားသခင်ဆေလွတ်တော်မမူတော်ပြီနှင့်တမာလက်ငါတော်ကြောင့်ထိုသူငါတစ်ဖက်၌ဟောပြောသည်ကိုငါရိပ်မိ၏သူတို့သည်ငါကိုကဲ့ရဲ့စရာအကြောင်းရှိစေလျက်ငါကြောက်၍ထိုသူပြုသည်ဖြင့်ပြစ်မှားစေခြင်းငါထိုသူကိုငှားကြ၏ ။အိုးအကျွန်ုပ်ဘုရားသခင်ထိုသူပြုတ်တတ်သောတောပိနှင့်တမာလက်ကို၎င်းနောတိအမိရှိသော ပရောဖက်မှမှဆ၍အကျွန်ုပ်ကိုချင်းချောက်သောပရောဖက်တို့ကို၎င်းမှတ်တော်မူပါ။အရက်52ရက်ကြာမှအေလူလလ25ရက်နေ့တွင်မြို့ရိုးကိုလက်ဆတ်တတ်ကြ၏။ထိုတဲ့င်းကိုရန်သူတို့သည်ကြား၍ ပတ်လည်ဝန်းကျင်၌နေသောတပါအမျိုးသားအပေါင်းတို့သည်မြို့ရိုးကိုမြင်သောအခါရှက်ကြောက်ခြင်းသို့ရောက်ကြ၏အကြောင်းမူကားထိုအမှုသည်ငါတို့၏ဖျားသခင်အခွင့်နှင့်ပြီးချောင်းကိုရိပ်မိကြ၏ထိုကာလတွင် ယူဒမုမတ်တို့သည်များစွာသောမေတ္တာစာကိုတောပိထံသို့ပေးလိုက်၍တောပိပြန်ပေးသောစာအများကိုလည်းရကြ၏ တော်ပြီဒီအာရာတာရှေကနီဤတမတ်ဖြစ်တော်ကြောင့်၎င်းသူဤတာယောဟန်နန်သည်ဘေရခိတာမေရှုလန်သမီးနှင့်ဆုံဖတ်တော်ကြောင့်၎င်းယူဒလူအများတို့သည် တော်ပြီထ၌သစ္စာကိုခံကြပြီသူတို့သည်တော်ပြီပြုသောအမှုကောင်းတို့ကိုငါအားပြန်ပြောကြ၏ငါစကားကိုလည်းသူအားပြန်ပြောကြ၏သူသည်လည်းငါကြောက်စီခြင်းငါစာပေးလိုက်လေ၏ Amen. God bless you.